Hello ဒီနေ့မှာတော့ကျွန်တော် watercolor sketching ဆိုမဲ့ beginner stage အတွက် sketch ဘယ်လိုကောင်းလဲ၊ကျွန်စီးလေးတွေကိုဘယ်လို painting လုပ်အောင်လဲဆိုတာကိုဒီ video လေးမှာပြောပြသွားမှာဖြစ်ပါတယ်။ပထမအဦးဆုံးကျွန်တော်ကတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်တယောက်တည်းအမြင်နဲ့ကျွန်တော်ပုံလေးကိုညာဘက်ထောက်ကနေစပြီးတော့ sketch ကောက်ပါတယ်။ကျွန်တော်လိုချင်တဲ့ ဓိကဒီပုံလေးမှာအဓိကချတဲ့အဆောက်အဦရဲ့ sketch လေးကိုတော့အရင်ဆုံးနေရာချတယ် dot အဆက်ကလေးတွေရင်မှတ်ပြီးမှကျွန်တော်မြင်းဆွဲတယ်ဆွဲပြီးတော့လိုအပ်တဲ့ဆိုင်ကလေးတွေ details လေးတွေဒီကုံစုံဆိုင်လေးပေါ့နော်ကုံစုံဆိုင်လေးမှာရှိမဲ့မုတ်ကလေးတွေကိုကျွန်တော်ဆွဲတယ်ကျွန်တော်လိုပဲအပြင်အလို realistic ပုံလေးတွေကိုအိမ်မှာပဲဒီလို watercolor sketch ပြန်ဆွဲရတဲ့အလေးချင်းက င်ကျွန်တော်တို့အခုမှအောက်တော့ဆဆွဲမယ် beginner stage အတွက်အရန်အထောက်အကူဖြစ်စေတယ်ဘာလို့လဲဆိုကျွန်တော်တို့အိမ်မှာဒီလို ပြန် realistic ပုံလေးတွေကို sketch ပေါ်ထဲမှာဘယ်ကနေဘလို့စပြီးတော့ sketch ကောက်ကမလဲအဲပြီးရင်ဆေးလေးတွေကိုကျွန်တော်တို့ဘယ်ကနေဘလို့စပြီးထည့်ရမလဲအဲပြန် realistic ပုံစံနဲ့ကျွန်တော်တို့ sketch ပေါ်ထဲမှာအဲပြန်ဆွဲတဲ့အခါကျွန်တော်တို့တချို့နေရာလေးတွေကလုံရင်ကျောင်းထည့်မယ်ပုံရင်ကျွန်တော်နှုတ်မယ်အဲဒီလိုပုံစံမျိုးလေးတွေပေါ့နော် စိတ်ကိုစိတ်တမ်းလေးနဲ့ပုံစံလေးတွေဖြစ်လာအောင်ငကိုရှိတဲ့ပုံလေးတွေလည်းမပြတ်သွားအောင် လေ့ကျင့်ရပြီးသားဖြစ်တာပေါ့နော်ကျွန်တော်အခုရည်ရွယ်တာကတော့အခုမှအော်တိုဆက်ဆွဲမယ် beginner stage တော့ရည်ရွယ်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ် okay sketch ကောက်ပြီးသွားပြီဆိုရင် ကျွန်တော်တို့စစ်တင်မယ်ပေါ့နော်စစ်တင်မယ်ဆိုရင်တပင်မှာရှိရဲကျွန်တော်တို့အနုဆုံးအရာကို အရင်ဆွဲမယ်အနုအနုကနေကျွန်တော်တို့အရင်သွားမှာမို့လို့ အနုဆွဲပြီးတဲ့အခါအပေါ်ကနေအခုလိုမျိုးအရှင်းလေးတစ်ထပ်ထအောင်မယ်ပေါ့နော်ကျွန်တော်အခုဆွဲတဲ့ပုံစံကအာ what on what ပုံစံလေးဖြစ်ပါတယ်ဒီအောက်ကဈေးအနုလေးမချောက်ခင်အပေါ်ကနေနောက်တစ်ရောင်ပေါ့နော်အဒုတိယအရောင်ကိုထပ်ပြီးတော့ထုတ်ထားတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်အိမ်ပုံစံလေးကိုဆွဲမယ်အိမ်ခေါင်းမိုးလေးကိုတုံးထားတယ်အရှောင်းကကျွန်တော် brown ကို အန်ရှယ်လိုလေးနဲ့နည်းနည်းလေးအမစ်လုပ်ပြီးတော့တုံးလာတာဖြစ်ပါတယ်။အဲကျွန်တော်ခုနကအရှိမပြောပုံမိခဲ့တာလေးတစ်ခုရှိလို့ပါ။ sketch ဆွဲတဲ့အခါကျရင်အဲကိုကအရင်ဆုံးဒီလိုကျွန်တော်လိုအဲလက်တန်းဆွဲတာမျိုးမဟုတ်ပဲနဲ့အဲခဲတံလေးနဲ့အရင်ရှားပေးပြီးတော့မှအဲနောက်မှအင်ခင်တီး ောပင်လေးနဲ့ပြန်ပြီးတော့ sketch ပြန်ကောက်လို့လည်းရပါတယ်အဲကျွန်တော်ကတော့အဲ့လိုခဲတံလေးနဲ့မကောက်တော့ဘဲနဲ့ချက်ချင်းဘောပင်လေးနဲ့ပဲလက်တန်းဆွဲလိုက်ပါတယ်ကျွန်တော်ကရှုပ်တုံးတာတွေတပုံလေးကမြန်မာနိုင်ငံမှာမိုးရွာနေတဲ့အချိန်အဲတက်တန်လေးအနောက်မှာပုံနေတယ်ပေါ့နော်အဲဒီပုံလေးမှာ အစာအုပ်လေးနှစ်ခုသုံးခုပါမယ်အိမ်ဆိုင်လေးတစ်ဆိုင်ပါမယ်ပင်ဟိုက်ချက်လေးတစ်စီပါမယ်ပင်အနောက်ကတပင်လေး300ပေါ့အဓိက300ပါမယ်300ရဲဒီဒီကားလေးပါပေါ့နော်300ရဲကာလာလေးတွေကလည်း colorful ဖြစ်တယ်တွေ့တာ ਨੇ ဒီပုံလေးကဆွဲခြင်းကျွန်တော်တော်တော့တွေ့တာ ਨੇ ဆွဲခြင်းဆရာပုံလေးတွေ ဆက်ဆက်ဆွဲမယ် beginners day အတွက်ဆိုရင်အဲဒီလိုမျိုးဆွဲရတာအကြောင်းလေးလေးပဲအဲအဲ့လိုမျိုးမဖြစ်အောင်အဲကျွန်တော်တို့အပြင်မှာ water color trees လေးတွေကို အရင်ကျင့်မလားဒါမှမဟုတ်ရင်အိမ်ပုံလေးတွေကိုအရင်ကျင့်မလားအဲကိုယ့်ရဲ့စကူးထဲမှာရှိရဲ့ပုံစံလေးတွေပေါ့ပုံဖော်ပြီးဆွဲကြည့်မလားတခုချင်းပေါ့ things တခုချင်းစီကိုအပြင်မှာအရင်ဆုံးလေ့ကျင့်မယ်။အဲပြီးရင်ကျွန်တော်တို့ sketch board ထဲမှာ realistic ပုံလေးတွေနဲ့ အမ်ပြန်ပြီးတော့လေ့ကျင့်မယ်အမ်ဒီလိုထပ်ခါ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 လေ့ကျင့်ရင်အမ်ဒီလိုဆွဲဖို့အကြောင်းနေတော့မှာမဟုတ်ပဲねဩဒီနေရာလေးတွေ့တာ ਨੇ ပချီဆွဲခြင်းနဲ့စိတ်ကလေးတွေအမ်ဖြစ်လာမယ်ဒါကတော့ကျွန်တော်တို့အောက်တော့ဆဆွဲလူတွေမှာပထမဆုံးဖြစ်လာတဲ့ confidence တစ်ခုပေါ့เนาะအဲမြန်မြန်လေ့ကျင့်ပါမြန်မြန်လေ့ကျင့်တဲ့အခါကျရင်အဲကျွန်တော်လက်ကလေးတွေရဲသွားမယ်ဆေးကလေးတွေဆေးလေးတွေကိုဘယ်နေရာမှာဘယ်လိုဆော့ရမလဲဘယ်လိုယူဆလေးတွေနဲ့ အဲရောရှက်ကောင်လဲဆိုတဲ့ဟာကအရန်ရကူတဲ့ဟာတစ်ခုဖြစ်လာပါလိမ့်မယ်အဲဒါကြောင့်များများလေ့ကျင့်ပေးပါ ကုံဆောင်ဆိုင်မှာရှိတဲ့မုတ်ကလေးတွေရဲ့အယောင်လေးတွေကိုကျွန်တော်လိုက်ထည့်မယ်အာလိုအပ်တဲ့ details ပပလေးတွေကိုကျွန်တော်အရင်လိုက်ဖြည့်မယ်ပထမဆုံးပထမအယောင်တယောင်ထပ်ပြီးသွားတာနဲ့အဒုတိယအယောင်ကိုအကျွန်တော်ပြန်ထပ်မယ်ပေါ့နော်အယောင်ကပပလှလွာလေးနဲ့အရေစင်းဆိုတာပပလှလွာလေးနဲ့ရှိတဲ့အခါပို့ပြီးတော့ကြည်ရတာအဆင်ပြေတယ် အဲကျွန်တော်ခုနပြောသလိုပဲတပင်လေးကိုအမှုဆုံးအရာဝင်ထဲမယ်ပြီးရင်အဝတ်ထွန်ဝပုံစံနဲ့အပေါ်ကနေဒုတိယအရာကိုထပ်ပြီးဖြစ်မယ်ပေါ့နော်ပြီးရင်အခုကကားလေးကိုကျွန်တော်နောက်တစ်ယောက်ဒုတိယတစ်ယောက်ထပ်ပြီးတော့ဒီ details ထပ်ဖြစ်မှာဖြစ်ပါတယ် color painting ပြီးသွားတဲ့အခါကျရင် second sketch ပေါ့နော်ကျွန်တော်နောက်ထပ် loose loose ink အနေနဲ့ bobbin လေးနဲ့ lower day sketch လေးတွေ line လေးတွေကို loose ဖြစ်သွားအောင်လို့ line ပဲကောင်းကောင်းလေး line ပဲ brush အမဲလေးပေါ့နော်ကျွန်တော်သုံးတာကဟို water color brush လေးပဲဖြစ်ပါတယ်အဲ့ဒီအမဲလေးနဲ့ line ပြီးတော့ အဲလိုင်းနာလိုက်မယ်။ဘေးရင်လေးနဲ့ပြန်ပြီးဖြီးမယ်။ကဲသူကရန်တော့ခြောက်သွားလို့မရဘူးညရန်ခြောက်သွားတဲ့ခါကျရင်ကျွန်တော်တို့အခုလိုရင်ထဲပြန်ဖြီးတဲ့ခါကျရင်ဆေးကပြီမနေတော့ပါဘူးအဲဒါကြောင့်ချက်ချင်းအဲလိုင်းနာလိုက်ပြီးတာနဲ့အဲရင်လေးနဲ့ဖြည်းဖြည်းချင်းပြန်ပြီးဖြီးချမယ်အခုကလိုအပ်တဲ့ဒီ taste လေးတွေကိုအဖဖလေးပေါ့ကျွန်တော်အပေါ်ကနေဖဖလေးနဲ့အဲလိုက်ပြီးတော့ချက်တယ် တတ်တန်လေးဆွဲမယ်ကျွန်တော်တို့ final painting ပေါ့เนาะအဲ lower detail အရောင်းလေးတွေကိုကျွန်တော်တို့ light ဖြစ်မယ် ားလုံးပြီးသွားပြီဆိုရင်နောက်ဆုံးမှာကျွန်တော်တို့အအဖြူရောင် ink ပေါ့နော်အ ink အဖြူလေးနဲ့လိုအပ်တဲ့အလင်းလေးတွေလိုက်ထည့်မယ်အခုလိုကျွန်တော်လိုပဲအအိမ်မှာ realistic ပုံလေးတွေကို sketch ဆွဲတဲ့သူပဲဖြစ်ဖြစ် outdoor အပြင်မှာထွက်ဆွဲနေတဲ့သူလေးပဲဖြစ်ဖြစ် ရှိရဆိုရင်အကိုဆွဲနေတဲ့ reference ပုံလေးတွေနဲ့ပြီးသားပုံလေးတွေကို ကွန်မန့်မှာမှန်းသွားပေးလို့ရပါတယ်အဲကျွန်တော်အခုဆွဲပြတဲ့ပုံလေးကိုကြည့်ပြီးအခုမှ outdoor sketch ဆက်ဆွဲမယ်ပြကနာရီအတွက်အများကြီးရုပ်ဝင်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် see you